Hello အားလုံးပဲမင်္ဂလာပါခုတင်ကနာကကျွန်တော်ကုတ်တွေရေးမှာမဟုတ်ဘူးเนาะ database database အကြောင်းကျွန်တော်နည်းနည်းလေးပြောမယ်အဲ့တော့အဲ့ဒီဟာကိုပြောခင်ကျွန်တော် PHP နဲ့အာ PHP နဲ့ PHP နဲ့လို့တော့မဟုတ်ဘူးပေါ့เนาะကျွန်တော် website website အမျိုးအစားကျွန်တော်နှစ်မျိုးသတ်မှတ်လို့ရတယ်တစ်မျိုးက static site နဲ့ now design ကအာ dynamic site ပေါ့ static site ဆိုတာတော့ရှင်းတယ်အာဘာ ဘာအရှင်မမပါဘူးဒီတာတွေဥပမာ user login registration တွေလုပ်လို့မရဘူးအာ add to cart တွေပါတယ်ညာတယ်ဒီလိုမျိုးပေါ့လုပ်လို့မရဘူး like တွေလုပ်လို့မရဘူးအဲဒီဒီလိုပုံစံမျိုးပေါ့ status site ကျွန်တော် information တည်တံ့ပြရတဲ့ site မျိုးပေါ့နော်အဲ့လိုမျိုးပါရှိရဲနောက်တစ်ခုက dynamic site dynamic site ကတော့အဲဒီခုနကကျွန်တော်ပြောခဲ့တဲ့ဟာတွေမှာ user login registration တွေပါမယ်အမ် add to cart တွေနှိပ်တယ်အာနောက်တစ်ချိန်သူပြန်ပြီးတော့ ီ website ကိုဝင်တဲ့အချိန်မှာသူ့ cut တွေကိုသူပြန်ပြီးတော့မြင်နေရမှာပေါ့နော်ဒီလိုမျိုးအာ like တွေလုပ်လို့ရမယ် comment တွေလုပ်လို့ရမယ်အဲတရားတွေက dynamic site တွေပေါ့နော် okay အဲ့တော့ database ကကျွန်တော်ဘယ်အချိန်မှာလိုတာလဲဆိုတော့ဒီ dynamic site တွေရေးဖို့အတွက်အချိန်မှာ database လိုတယ်ဥပမာ login registration register လုပ်လိုက်တယ်ပေါ့ website တခုမှာ register လုပ်လိုက်တယ်ဆိုဒီ information တွေကိုကျွန်တော်တို့ ။နောက်ကွယ်ကဒီ database ထဲမှာလာပြီးတော့သိမ်းမိထားဖို့လိုတယ်။အဲ့ခါကျမှ login လာပြီးလုပ်လို့ရှိရင်ဒီသိမ်းထားတဲ့ information နဲ့သူကတိုက်ပြီးတော့စစ်ပြီးတော့ဒီဒီ user ကသူ့ရဲ့ account မှန်လားမမှန်လားတော့ပြန်ပြီးစစ်လာပါတော့။ Okay အဲ့လိုပဲကျွန်တော်တို့ကဒီ database ကရှုထောင့်ပေါင်းစုံအောင်နေကျွန်တော်တို့အာ အသုံးပြုလို့ရတယ်เนาะ database ကိုဟိုဥမာ game game ရေးမယ်ဆိုလို့ရှင်လဲကျွန်တော်တို့ဒီ game မှာသူ့ရဲ့သက်ဆိုင်ရာ score တွေအတွက် data တွေကျွန်တော်တို့ဂျိုးကြီးသိမ်းပေးထားဖို့လိုတဲ့ဟာတွေလည်းရှိသလိုကျွန်တော်အစ်စ်ပြန်ပြီးတော့ထည့်မယ်အာဟာတွေလည်းရှိမယ်ပေါ့เนาะ okay အဲ့ဒီဟာတွေကိုလည်းကျွန်တော်တို့ကဒီ database နဲ့လာပြီးတော့အလုပ်လုပ်ရမယ်အဲ့တော့နောက်ထပ်တစ်ဆင့် main view က Laravel ကိုတက်ဖို့လိုတယ်တခြား PHP framework တွေအများကြီးရှိတယ်ဒါပေမဲ့ Laravel ပဲလုပ်ပါကျွန်တော်တို့ဒီနိုင်ငံအခြေအနေရရော ဒီနိုင်ငံဆိုတော့ကျွန်တော်မြန်မာနိုင်ငံပေါ့နော်မြန်မာနိုင်ငံအခြေအနေရတော့တကယ် technology strong ဖြစ်ပြီးတော့ဒီ community ကတကယ် mature ဖြစ်နေတဲ့ဟာတွေမှာလာရယ်မိတ်ဆွေလိုမဖြစ်မနေသွားဖို့သွားရမယ်အာမိတ်ဆွေ PHP developer ဆိုရင်ပေါ့ Okay အဲ့တော့မိတ်ဆွေနောက်ထပ်တစင်တက်ဖို့လာရယ်မှာလဲဒီ database SQL query တွေအကုန်လုံးလုံးဝမဖြစ်မနေတည်ထားဖို့လိုလိုလိုတယ်မတည်လို့လုံးဝကိုမရပါဘူးအာမတည်လို့မရဘူးတော့မဟုတ်ဘူးမိတ်ဆွေ ဒီ larval ကိုကြည့်နေရင်လည်းဒီ query ကိုလေ့လာလို့ရတယ်ဒါပေမဲ့ဟိုထိထိရောက်မဖြစ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီသင်ခန်းစာတွေမှာတကယ်သေချာထိထိရောက်ကျွန်တော်ပြောပြမယ်ဒီရဲ့ sql query နဲ့ sign နဲ့ဟာတွေပေါ့နော် major larval ရောက်လို့ရှင်ဒီ query ကရေးစရာမလိုတော့ဘူး larval မှာဘာပြီးလို့လဲဆိုတော့ query ပေးတာတွေအများကြီးရှိတယ်နော်အဲ့ဒါကြောင့်အဲ့တော့ဒီသင်ခန်းစာတွေကျွန်တော်တကယ် project ဒီမှာလည်းတကယ်ဒီ raw query ပဲကျွန်တော်ရေးမှာ query ပေးတာတွေပါညာကျွန်တော်ဘာမှမတုံးဘူး okay အဲ့တော့ နောက်တင်ခဲ့တာတခုမှာကျွန်တော်တို့စပြီးတော့ဒီ database နဲ့ဆိုင်တဲ့ဟာတွေကိုကျွန်တော်ပြောကြမှာ order နဲ့ကျွန်တော်အခုသုံးမဲ့ database က mysql database နော်အဲ့တော့ mysql database ကိုလည်းကျွန်တော်နည်းနည်းပြောဝင် mysql database ကအာ apache ကလာတဲ့ဟာနော် open open source ဆိုတာအမ် လိုလည်း Google မှတ်ထားလိုက်ပါ free တုံးလို့ရတယ်ဒီ my sql database ကအဲ့လိုပဲကျွန်တော်တို့ကတကယ် online website ပါဥမာ share host နေကျွန်တော်ဝယ်တယ်ဈေးတက်တက်တာနဲ့ရအောင် share host နေရအဲ့မှာဝယ်လိုက်လို့ရှင်လည်း my sql ဆိုတာ default အနေနဲ့ပါပြီးသား php ကလည်း default အနေနဲ့ပါပြီးသားဆိုတော့ကျွန်တော်တို့ကဒီ share host နေမှာဈေးတက်တက်ဈေးတက်တက်တာနဲ့ဝယ်ပြီးတော့ website တခုကျွန်တော်လိုလည်း Google ဖန်တီးလို့ရတယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တကယ်အသုံးချမဲ့ database က MySQL server ပါအဲ့လိုပဲ NoSQL database ဆိုတာကြီးလည်းရှိတယ်အာအတော့ခုအတော့များတော့ MongoDB ပေါ့နော် MongoDB Okay အလုံးပဲကျေးဇူးပါနောက်သင်ခန်းစာမှာကျွန်တော်ကုတ်တွေစပြီးတော့ရေးကြမယ်ကုတ်တွေတော့မဟုတ်ဘူး SQL query ကျွန်တော်စပြီးတော့ရေးကြည့်ကြမယ်